မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်မှာခမရ303ဂန်းကော်တထောင်ဖျားစကမ်းပူလောင်တောင်ဖျားကိုစရဖတ်တအမှတ်နဲ့ဂရင်300ဆစ်ဆေးယုံအမှတ်၈တိုက်ပွဲဝင်စီယုံရေးတင်တန်းကြောင့်နဘာခကာကဲများ အမ်းမင်းဘူးတောင်ကြားလမ်းမှာရှိတဲ့ဆက်စခန်းများအားလုံးကို AA ကတိမ့်ပတ်ရရှိထားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA ကဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ခမရ303ဂန်းတော်တထောင်ဖျားစခန်းပူလောင်တောင်ဖျားကုန်းစရဖတ်တဲ့အမတ်နဲ့ဂရင်300ဆစ်ဆေးယုံအမတ်ရှိတိုက်ပွဲဝင်စီယုံရေးတင်တန်းကြောင့်နောက်ပတ်ကကာကင်းများ အမ်မင်းဘူးတောင်ကြားလမ်းမှာရှိတဲ့စစ်စခန်းများအားလုံးကိုအေအေကသိမ့်ပိုက်ရရှိပြီးတဲ့နောက်လက်ကျန်စခန်းများနဲ့နဘခဌာနချုပ်ဝင်းကျင်မှာရှိတဲ့စခန်းများကိုဆက်လက်ပြီးတော့ခြေမုံတိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗျ။ဒါအပြင်မောင်တုံးမှာရှိတဲ့နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့နခခငါးကိုလည်းတိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗျ။ဂွားမြို့နယ်မှာလည်းစစ်ကောင်စီရဲ့တပ်စခန်းများကိုလည်းတိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗျ။တောင်ကုန်းမြို့နယ်မှာလည်းအော်တိုဘားလ31ရက်နေ့ကနေစတင်ပြီးတော့စစ်စခန်းများကိုစတင်တိုက်ခိုက်နေပြီဖြစ်ကြောင်းသိရပါဗျ။ တောင်ကုန်းမှာအော်တိုဘားလ31ရက်နေ့ကစပြီးတော့စခန်းသိမ်းတိုက်ပွဲတွေစတင်နေပါတယ်အမ်ဘန်မှာလည်းစခန်းတွေကိုသိမ်းပတ်ရရှိထားပြီးတော့လက်ကျန်စခန်းတွေကိုသိမ်းပတ်ရရှိရေးအတွက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်အန်ကွာတောင်ကုန်းနဲ့မောင်တော်အဓိကနေရာ၄နေရာတို့မှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်ကွာဘန်မှာတော့ကွာမြို့နယ်တိုင်ကျိုးရွာအရှိဘန်မှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်နေရာတိုင်းမှာရန်သူဘက်ကလေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေများပါတယ်ကွာဘန်မှာ ရန်သူအင်အားတွေတိုးချဲ့ပြီးတော့စစ်ကူတွေထပ်ပုတ်နေတယ်လို့အေအေရဲ့ပြောရေးဆိုခွင့်ရှိတဲ့သတင်းရင်းမြစ်ကပြောကြားထားပါတယ်လက်တလုံးမှာအေအေအနေနဲ့ရခိုင်ပြည်နယ်မှာစက်တက်မြို့နယ်ကိုတိမ့်ပတ်ရရှိထားပြီးတော့စစ်ကောင်စီတပ်စခန်းအများအပြားကိုတိမ့်ပတ်ရရှိထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းပေါ့တယ်မြို့နယ်မင်းလာမြို့နယ်တို့မှာစစ်တပ်စစ်ကြောင်းများကိုတိုက်ခိုက်ရာစစ်တပ်ဘက်ကစစ်တပ်ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဗ ెంబ ာလ10ရက်နေ့မနေ့တနားရီ3မိနစ်အချိန်မှာပဲခူးတိုင်းပေါ့တယ်မြို့နယ်ကြောက်ကြီးတောင်စစ်တပ်အထိုင်စခန်းကနေတစ်ပုတ်တာဝါတိုင်းစစ်တပ်အထိုင်စခန်းကိုအင်အားဖြည့်တင်းရန်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီအင်အား အယောက်40ခန့်ပါတဲ့စစ်ကြောင်းကိုပြည်ခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3639 PPDF တရင်တက်ခွဲတက်တက်ခွဲ9တို့ကခြိတက်ရွာနဲ့တိတ်ရွာကြားမှာမိုင်း3ချိန်ဆွဲပြီးတော့ကြားဖြတ်တိုက်ခတ်ရာ စစ်တပ်ဘက်ကတအုပ်သေးဆုံးပြီးတအုပ်တန်ရာရရှိသွားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ်ဆက်ကလေးများနဲ့ရန်တပ်ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တော့လေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိအန်ဒီယံမရှိခဲ့ဘူးလို့သိရပါတယ်စစ်တပ်ကတေဆုံးတဲ့တန်ရာရစစ်တီများကိုမနေ့ကမနက်4:30မိနစ်အချိန်မှာတစ်ပုတ်တာဝါတိုင်းစစ်တပ်အထိုင်းစခန်းကိုပြန်လည်တည်ယူသွားတယ်လို့သိရပါတယ်အလားတူပဲမကွေးတိုင်းအထက်မင်းလာမြို့နယ်နဲ့ရခိုင်ပြည်နယ်အမ်းမြို့နယ်တို့ကိုဆက်သွယ်ထားတဲ့လမ်းပိုင်းထိန်းချုပ်နိုင်ရေးအတွက်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရာ စစ်သား71ဦးသေဆုံးခဲ့ကြောင်းအထက်မင်းလာပြည်သူ့ကာကွယ်တပ်ဖွဲ့ထံကသိရပါတယ်။အော်တိုဘားလ30ရက်နေ့နေ့လယ်7:00နာရီကမှမလွန်တက်နယ်ကပါစာ2ကာကွယ်ပစ္စည်းစက်ရုံနဲ့ကုန်းကြီးကပါစာ10ကထုံထုံအင်အားအယောက်100ဝန်းကျင်ခန့်နဲ့အထက်မင်းလာမြို့နယ်နဲ့ရခိုင်ပြည်နယ်အမ်းမြို့နယ်တို့ကိုဆက်သွယ်ထားတဲ့လမ်းမကြီးများ ပသိမ်မုံရွာလမ်းပိုင်းတို့ကိုစစ်ကောင်စီတပ်များကလာရောက်ပိတ်ဆို့တဲ့အတွက်အထက်မင်းလာပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖကပရိသာမိုင်းများစွဲမိုင်းများနဲ့တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအများအပြားရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အော်တိုဘားလ31ရက်နေ့မနက်9:40မိနစ်ခန့်အချိန်မှာပသိမ်မုံရွာလမ်းမကြီးတစ်လျှောက်လူသားတိုင်းတိုင်းအဖြစ်နဲ့ဖမ်းဆီးထားတဲ့ပြည်သူများကိုအုံပြုကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်ပြီးတော့ထပ်မံစစ်ကြောထုတ်ဝင်ရောက်လာခဲ့ပြီးအထက်မင်းလာပြည်သူ့ကာကွယ်တပ်ဖွဲ့ယာယီစခန်းငယ်အနီးကိုရောက်ရှိလာခဲ့ရာ အသင့်ထောင်ထားတဲ့ပရိသာမိုင်းတိုက်မိုင်းဆွေးမိုင်းများနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အကြမ်းဖက်စစ်သားများကအထက်မင်းလာမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ယာယီစခန်းငယ်ကိုမိရှုပ်ဖျက်ဆီးပြီးတော့မိုးလွယ်နှစ်နာရီခန့်မှာတေဆုံသွားတဲ့စစ်သားရုံအလောင်းများနဲ့ဒဏ်ရာရရှိသူများကိုကားတွေနဲ့တဲဆောင်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်သား၁၁ဦးကတေဆုံပြီးတော့၁၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အထက်မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်လက်ရှိအချိန်မှာအထက်မင်းလာမြို့နယ်စစ်ရေးတင်းမာမှုများရှိနေပြီးတော့စစ်ကောင်စီတပ်ကလည်းမကြာခဏစစ်ကြောင်းထုတ်ဝင်ရောက်နေတဲ့အတွက်ဟန်တာတိုက်ခိုက်လျက်ရှိရာလက်နက်ခဲယမ်းများလိုအပ်ချက်တွေရှိနေတဲ့အတွက်ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန်အထက်မင်းလာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမြစ်တာရက်ခံထားကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရောဒေတာကံကောင်းမြို့နယ်မြောက်ပိုင်းမြောက်ခင်ရံပြူစောတိကျေးရွာနဲ့တောင်ခင်ရံကျေးရွာတို့ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်းစီနဲ့ပြူစောတိဘက်ကတအုပ်တေဆုံးပြီး၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၁ရက်နေ့မနက်စောစောမှာမြောက်ခင်ရံပြူစောတိကျေးရွာကအင်အား၂၀၀ဝန်းကျင်ပါတဲ့စစ်ကောင်းစီနဲ့ပြူစောတိပူးပေါင်းတပ်ဟာ ကလေးကန်ကောလမ်းမကြီးအရှိတ်နဲ့အနောက်ဘက်စစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့တောင်ခင်ရမ်းဘက်ကိုစစ်ကြောင်းထိုးရာကနေနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မိုင်းကွဲတာကအနည်းဆုံး၈လုံးလောက်ရှိမယ်။မီတာတရာဝင်းကျင်သူတို့အရောက်မှာပြစ်ခတ်မှုတွေဖြစ်ခဲ့တာဆိုတော့အခုတိုက်ပွဲကအနီးကပ်လည်းဖြစ်နေတယ်လို့ကံကောင်းမြို့နယ်တော်လိုင်းအဖွဲ့ဝင်တုပ်ကပြောပြထားပါတယ်တိုက်ပွဲအတွင်းမှာတော်လိုင်းတပ်ဖွဲ့တွေဘက်ကအထိကိမရှိကြောင်းပြောဆိုထားပါတယ်စစ်ကောင်စီနဲ့ပြူစောတီပူးပေါင်းစစ်ကြောင်းကထိကိဒဏ်ရာရတဲ့လူ၁၀ဦးကျော်ကိုမြောက်ခင်ရန်ရွာမြောက်ဘက် ဂံကောမြို့နယ်အစုံဟန်တာဝရီပူစောတိကျေးရွာဆေးရုံကိုရောက်ရှိလာခဲ့ပြီးတော့ရောက်လာတဲ့သူတွေတဲကပူစောတိတအုပ်ဟာတေဆုံသွားတယ်လို့သိရပါတယ်။တေသွားတဲ့ပူစောတိကကုတ်ကားသားမိတဲ့အထဲမှာအရာရှိပိုင်းတော့မပါဘူးထင်တယ်။သူတို့စစ်တပ်ကအရာရှိပါရင်ရဟရင်နဲ့လာခေါ်မှာလို့ဟန်တာဝရီပူစောတိကျေးရွာနဲ့အဆက်ဆက်ရှိတဲ့ဒေသခံတအုပ်ကပြောပါတယ်။ ကံကောမြို့နယ်မြောက်ပိုင်းအဆုံးမှာမြောက်ခင်ရန်ကုတ်ကားဟန်တော်ရီကျေးရွာတွေဟာကံကောကလေးလမ်းမကြီးဘေးမှာဇက်တိုက်တရှိနေတာဖြစ်တယ်လို့သိရပါတယ်။မြောက်ခင်ရန်ရွာကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကတပ်ဖွဲ့ဝင်တဝက်ကျော်လောက်ဟာမြောက်ခင်ရန်ကျေးရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားပြီမြဲမြောက်ခင်ရန်ရွာအရှိမြောက်ဘက်ကတင်တော်ကျေးရွာမှာတော့စစ်ကောင်စီအဖွဲ့ဝင်တွေရှိနေသေးတယ်လို့ပြောဆိုထားပါတယ်။တင်တော်ကျေးရွာဟာမြောက်ခင်ရန်ပြူစောတိတွေရဲ့ဘေးရန်ကြောင့်လူမနေထိုင်တာဟာတနစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ကံကောမြို့နယ်မြောက်ပိုင်း ်ပြူစောတိကြေးရွာကနေပြီးတော့စစ်ကြောင်းမထွက်ခင်၄ရက်အလိုအော်တိုဘားလ28ရက်နေ့မှာစစ်ကောင်စီကဟန်တာရီပြူစောတိကြေးရွာကိုလက်နက်ခဲရန်နေရဟရင်နဲ့လာချပေးခဲ့တယ်လို့သိရပါတယ်။သူတို့ကသူတို့ရွာကိုရဟရင်လာရင်ပုံနေကြတဲ့ဒူတွေတောင်ရှိတယ်။တခြားရှေ့တန်းကိုခေါ်ပြီးတော့ပို့မှဆိုလို့လေ။အခုဟာကစစ်ကြောင်းထွက်ဖို့လက်နက်ချတာနေမှာလို့ဟန်တာရီကြေးရွာနဲ့နီးစပ်တဲ့ဒေသခံတို့ကပြောပါတယ်။စစ်ကောင်စီဟာတိုက်ပွဲတွေရှုံးနိမ့်လာတာနဲ့အများအင်အားလိုအပ်နေပြီးတော့ပြူစောတိတွေကိုပုံမအောင်ချနေတယ်လို့ဂံကောမြို့နယ်တော်လိုင်းတက်ကြွလှုပ်ရှားသူတို့ကပြောပြခဲ့ပါတယ်။ဒီနှစ်2020 2024ခုနှစ်စက်တင်ဘာလ22ရက်နေ့တုန်းကစစ်ကောင်စီဟာဂံကောင်းမြို့ပေါ်ကပြူစောထိတွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုရဟတ်ရင်နှက်စည်းနဲ့ပင်လယ်ဘူးမြို့တိုက်ပွဲကိုပို့ဆောင်ပေးခဲ့ပြီးတော့ပို့ဆောင်ခံရတဲ့တဲကဗိုလ်မှူးနှောက်အဖအဝင်10ယောက်ကျော်ဟာပင်လယ်ဘူးတိုက်ပွဲမှာတိတ်ဆုံးခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကသိရှိရပါတယ်။အခုပြူစောထိတွေကသူတို့ကိုတခြားရှေ့တန်းမပို့နဲ့မြောက်ခင်ရန်ကနေဂံကောင်းလမ်းကိုပောက်အောင်စစ်ကြောင်းထိုးဝင်မယ်ဆိုပြီးတော့အာမခံထားတာလို့ ပြူစောတိကျေးရွာကနေထွက်ပြေးလို့မြောက်လာပြီးတော့ရွာနဲ့အဆက်အသွယ်ရှိတဲ့တရင်အင်းမြစ်ကပြောပါတယ်။ဂန်ကောင်းမြို့နယ်မှာဂန်ကောင်းမြို့ပေါ်နဲ့ဂန်ကောင်းမြို့နယ်မြောက်ပိုင်းအစွန်ကပြူစောတိကျေးရွာတွေမှာဒါစစ်ကောင်စီတပ်တွေတရှိတာဖြစ်ပြီးတော့ကျန်တဲ့နေမြေတွေကိုတော့ဒေသခံတော်လှန်ရေးအဖွဲ့တွေကနေမြေဆိုးထားတာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်မှာရှိတဲ့ကျေးရွာများကိုစစ်ကောင်စီတပ်နဲ့ပုံအုပ်ပြည်သူစစ်တို့ကဝင်ရောက်စီးနှင်ပြီးတော့နေအိမ်များကိုမိရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၁ရက်နေ့နေ့လယ်ပိုင်းကစပြီးတော့ပင်လောင်းမြို့နယ်မှာရှိတဲ့ဟိုးဝိုးနယ်လွယ်ကျိုင်းရွာကိုမိရှို့ဖျက်ဆီးနေခြင်းဖြစ်တယ်လို့ဒေသခံများကပြောပါတယ်။ ဟိုဝိုးကျေးရွာမှာရှိတဲ့နေအိမ်များကိုမိရှုပ်ပြီးတော့လက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်နေအိမ်အလုံး20ထက်မနည်းပျက်စီးသွားတယ်လို့သိရပါတယ်။မနေ့ကလက်နက်ကြီးနဲ့အရင်ပြစ်တယ်ပြီးတော့စစ်ကြောင်းဝင်လာတယ်တိနံရိတ်ဖို့ကြံခဲ့တဲ့ရွာကန်တချို့တော့ရှိတယ်။သူတို့လည်းနီးစပ်ရာနေရာတွေကိုထွက်ပြေးခဲ့ရတယ်။ဒီနေ့နိုဝင်ဘာလ2ရက်အထိကိုသူတို့တွေတက်ဆွဲထားတော့မယ်လို့မြေကျင်ကူညီပေးနေတဲ့သူတို့ကပြောပါတယ်။ ဟိုဝိုးနဲ့လွေချိုင်းကြီးွာတို့ကစစ်ဆောင်ပြည်သူအယောက်တထောင်ကျော်ခန့်ရှိနေပြီးတော့အခြေခံစားတဲ့ရိခါလိုအပ်ချက်များစွာရှိနေတယ်လို့လည်း၎င်းကအသိပေးထားပါတယ်။လက်ရှိမှာဟိုဝိုးနဲ့လွေချိုင်းကြီးွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ဖွဲ့ဟာဖေကုံမျိုးဘက်ကိုစစ်ကြောင်းထပ်မံထိုးလာနိုင်ကြောင်းကရင်နီစီရေးသတင်းရင်းမြစ်ကပြောပါတယ်။ဖေကုံနဲ့အနီးဆုံးပင်လောင်းရွာပေါ့အဲ့ဒီကနေဖေကုံကိုဝင်ဖို့များတယ်တိုက်ပွဲကတော့နေ့စဉ်နှီးပါရှိတယ်လို့၎င်းကပြောဆိုထားပါတယ်ဖေကုံမြို့ကိုနေမိန်ဆုံးမနိုင်ရန်စစ်ကောင်စီနဲ့ ပေါ်ပြည်သူစစ် PNO ကစစ်ကြောင်း၃ခုနဲ့စက်တင်ဘာလဇန်နဝါရီကစပြီးတော့မြေပြင်စစ်ကြောင်းထုတ်ခဲ့ပြီးတိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေကနှစ်ဖက်ကြာဆုံးမှုများရှိနေကြောင်းကရင်နီစစ်ရေးတရင်အမြင့်တချို့ကပြောဆိုထားပါတယ် ်ပင်လောင်းဖဲကုံမြို့နယ်ကြားမှာတိုက်ပွဲနဲ့ပတ်သက်ပြီးတော့နှစ်ဖက်သတင်းထုတ်ပြန်နိုင်ခြင်းမရှိသေးပဲကရင်ပြည်တပ်ပေါင်းစုများဘက်ကလည်းတိုက်ပွဲဖြစ်ပွားနေသေးလို့သာအတိပေးထားပါတယ်ဖဲကုံမြို့နယ်အတွင်းမှာစစ်ကောင်စီရဲ့ချင်းမြတ်တိုက်ရင်အမှတ်336နဲ့၄နှစ်တည်းတိုက်ရင်များရှိနေပြီးတော့အမှတ်ခွန်ဆက်စင်ရေးကိုကဲမှုဌာနချုပ်စကခနဲ့အခြေစိုက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတန်လျင်ဒဂုံစိတ်ကံလှိုင်းသားရနဲ့ AOD တိုင်းဓနုပြူမြို့နယ်တို့မှာစစ်မှုထမ်းအပတ်စဉ်ခုနှစ်အတွက်စစ်မှုထမ်းရလူငယ်များကိုစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့များကဆင့်ခွန်နေပြီးတော့မလာရောက်ပါကပေါ်တာဆွဲပြီးတော့ဖမ်းဆီးမယ်လို့တရားဝင်အသိပေးကြေညာလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ31ရက်နေ့ရန်ကုန်တိုင်းတန်လျင်မြို့ဘကိုးစုရက်ကွက်မှာရက်ကွက်အုပ်ချုပ်ရေးမှူးတပ်ဝင်းထိုက်က စစ်မှုထမ်းရန်အတွက်အသက်16နှစ်ကနေအသက်35နှစ်အတွင်းယောက်ျားလေးများကိုအုပ်ချုပ်ရေးမှုရုံးကိုလာရောက်ရန်လူငယ်များအနေနဲ့စစ်မှုမထမ်းခြင်းရဲ့ငွေကြေးပေးရမှာဖြစ်ပြီးတော့မပေးသူများကိုစစ်မှုထမ်းဥပဒေနဲ့ပေါ်တာဆွဲပြီးတော့ဖမ်းဆီးသွားမှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်အသက်16နှစ်ကနေ35နှစ်ကြားယောက်ျားလေးဥယေကရက်ွက်ထဲမှာအယောက်800ကျော်ရှိတယ်တကယ်လို့လူငယ်တွေစစ်ထဲမှာဝင်ခြင်းလူဝယ်ပြီးတော့ထည့်ရမှာပေါ့ လူငယ်800ကျော်လုံးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေစစ်မှုမထမ်းကျင်ရင်လူငယ်ရှိတဲ့အိမ်တော်စုတစုကို9000ပေးရမယ်အရင်ကစက်တင်ဘာလကလည်းလူငယ်တွေနဲ့အမျိုးသားရှိတဲ့အိမ်တော်စုတိုင်းကို3000ကောက်သွားတယ်အုတ်ချုပ်ရဲမှုတာဝန်ထိုက်ကအုတ်ချုပ်ရဲမှုမလုပ်ခင်ကအိမ်ငါဘဝနဲ့နေရတာအခုတော့အိမ်ပိုင်ချမ်းပိုင်ကားပိုင်တွေဖြစ်သွားပါပြီထောက်ခံစားတစ်ခုကို1000ကျပ် အစင်းတိုင်ရဲတအူးကိုငွေကျပ်3000ကောက်ပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ် အလားတူပဲနိုဝင်ဘာလ၁ရက်နေ့ညပိုင်းမှာရန်ကုန်တိုင်းဒဂုံမြို့တင်စိတ်ကမ်းမြို့နယ်60ရက်ကွာမှာစစ်မှုထမ်းရအတွက်လူငယ်များကိုဆင့်ခေါ်လိုက်ပြီးတော့နိုဝင်ဘာလ၂ရက်နေ့မှာလူငယ်များကိုမဲနိုင်ခိုင်းမှာဖြစ်တယ်လို့သိရပါတယ်။မဲပေါက်တဲ့သူများဟာ တပ်သားတဲ့အဖြစ်နဲ့စစ်မှုထမ်းရမယ်လို့60ရက်ကွာအုပ်ချုပ်ရေးမှုတောင်းထုံးကတရားဝင်ကြေညာလာတယ်လို့သိရပါတယ်60ရက်ကွာမြစ်တာနှစ်လမ်းအပိုင်း၃တပိုင်းလုံးမှာလူငယ်150ကျော်ကိုစီးရင်တောင်းနေပါတယ်မင်းနိုင်ခိုင်းပြီးတော့စစ်ထဲထဲမယ်ပြောတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်တိုင်းသားရအရှိပိုင်းမြို့နယ်အမှတ်နဲ့ရက်ကွာအတွင်းမှာအသက်16နှစ်ကနေအသက်35နှစ်ကြားလူငယ်များကိုစစ်မှုထမ်းအပတ်စဉ်9ရက်အတွက် စစ်တပ်နဲ့ရဲများကဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါတယ်။လူပေးဖို့ရက်ွက်တွေကလူတလောက်မပေးနိုင်လို့စစ်တပ်နဲ့ရဲကညပိုင်းမှာပေါ်တာဆွဲဖမ်းဆီးနေပါတယ်။စစ်မှုထိုင်ကိစ္စတွေကိုခေါ်လို့မရလို့ညဘက်တွေထွက်တဲ့သူမှန်သမျှကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ရက်ကြီးတွေစစ်တပ်ရဲတွေကညတိုင်းမှာကင်းလည်နေပြီးတော့တွေ့တာနဲ့ခေါ်ယူဆက်ဆဲဖမ်းဆီးမှုတွေလုပ်ပြီးစစ်သည်ကိုထဲ့နေတယ်။တော်တော်များများလူငယ်တွေပျောက်ဆုံးနေတယ်လုံငန်းရှင်စီးပွားရေးသမားတွေရဲ့တာသမီတွေမပါအောင်လို့အမတ်နဲ့ရက်ွက်အုပ်ချုပ်ရေးမှုစမ်းမြင်ကတာဝန်ခံပြီးတော့လုပ်ပေးတယ် ုတ်ကြီးစမ်းမြင့်ကိုပတ်စံပေးရတယ်လို့ရက်ကွက်အတွင်းမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တူကပြောဆိုထားပါတယ်အလားတူပဲအေယာဝတီတိုင်းဒနုပြည်မြို့နယ်မှာလည်းမြို့နယ်အုပ်ချုပ်ရေးကော်မတီကအသက်35နှစ်အောက်လူငယ်များစည်ရင်းကိုအကုန်ပေးကြရန်ပတ်စပို့ဓာတ်ပုံနှစ်ပုံကိုရေးအချင်းများကိုဖြည့်သွင်းပြီးတော့တပ်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံကိုတင်ပြကြရန်ကြီးရွာတိုင်းနဲ့ရက်ကွက်တိုင်းမှာဖိအားပေးနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ